မင်္ဂလာပါခင်ဗျာသာရည်သူဆီယမာကြီးမဝင်းမြင့်ရေးသားသော ကမုံအင်းလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းနှစ်အနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါခင်ဗျာကမုံအင်းအပိုင်းနှစ်ဦးစောမောင်ကသူ့ကိုကြည့်နေသောရှစ်စနစ်ဤပြုံးရှုလှပသည့်မျက်နှာကိုစိတ်စိတ်ကြည့်ကားအကျဉ်းတကြီးကျဉ်းတတ်နေလေသည်မခင်စောသည်အိမ်နောက်ဘက်ရှမ်းတောင်ကြီးကြီးမာသောဗရောက်ပင်ကြီးဤအရင်မြစ်ပြင်နှစ်ခုရာဝယ် ရှေပြက်လက်ပြက်ထိုင်ကမိဘနှစ်ပါးအေးတွေးနေပြီးယင်လေးနေရှာသည်ထိုအခါတေးရွှဲလျှောက်နင်းလာသည့်ရှေတံကိုခလန်းလန်းမှကြားရသဖြင့်မိထိုင်နေသောမြေပြင်ကိုကွဲကအตาရာချောင်းကြည်လိုက်မန္တလေးပိုးလုံးကြီး ရွှေဝါရောင်ကို ရှင်မြတ်စိတ်ဘုံဝိကအတွင်းမှဇာပေမုံမှန်ထားသောစွတ်ကြဲလိုလိုဘော်လီလိုလိုသကောစက အင်းကြီးပေါ်လင်းစေရန်အဝါနုရောင်အော်ဂန်ဒီစပိုချက်ရှီကိုဝတ်ပြီး ပေါန်တာအဖွေးသားနှင့်ကနွဲကလေးရောက်လာနေသောတင်းတင်းတွေကိုမြင်လိုက်မခင်စောကြီးစိတ်ထဲတွင်အကြံတစ်ခုပေါ်လာသည်တင်းတင်းတွေဗတောက်ပင်နေရောက်လာပါစေဟုဆုတောင်းရင်းတင်းတင်းတွေမမြင်အောင်ဗတောက်ပင်နေကွဲက ထမိန်ကိုလှည့်မြန်းစွာ အောက်အထက်ဇောက်ထိုးလှည့်ဝင်လာ၏အနားတွင်အစင်သင်းရှိသော ရှံတွင်အမိုက်တိုက်များမိချိုစဉ်ကတပိုင်းတစနောင်ထားသည်တက်ကိုင်းချောက်တစ်ခုကိုကောက်ယူကမိသွေးပြဖြစ်နေသည့်အပိုင်းကို လက်ဖြင့်ယူပြီးမျက်နာကိုကြောင်ကြောင်ကြားကြားဖြစ်အောင်ပုတ်လိုက်သည် ထုံထားသောသပင်ကိုဖြေကာမျက်နာပါအုပ်အောင်ဖိုးယိုဖာရလောက်လိုက်သည်ငကိုကပင်နွဲ့နွဲ့နှောင်းနှောင်းမဟုတ်ပဲဖွင့်ထွားတန်ဆွမ်းသော ကိုလုံးကိုယ်ထဲရှိနေသောမခင်စော၏ရုပ်ဖြတ်ထားသောအသွင်သဏ္ဍာန်သည် ရုပ်တရက်မြင်ရသူအဖို့ထိတ်စပွဲဖြစ်နေ၏ကံလျော်စွာ တင်းတင်းွယ်သည်ဗထောက်ပင်အနီးသို့ရောက်လာသည်မခင်စောသည်ဗထောက်ပင်အကွယ်မှ ရုပ်ခနဲထွက်ခါ တွားကိုအစွမ်းကုန်ဖြီးပြီးကြောင်းဝတ်ဖွယ်အော်မီလေယာတင်တင်နယ်ဤရင်ဘတ်ကိုတအားခုန်ပြီးစောင့်တွန်းလာ၏အောက်မလေးဗျဟုကြောင်းရွံ့စွာအော်လိုက်သောတင်တင်နယ်ဤအတန်ကတကယ်ယောက်ျားတစ်ယောက်ဤအတန်မင်းကလေးဝင်မှုစဉ်ကပျော်ရက်လာနှမကြီးဖူမေးလိုက်သောအတန်အစ်စ်ပေတကားဘာမိတ်မချတော့ဟမ်လူလိန်လူညာ ဟိုယိုဖာရကြနေသောသပင်များကိုဖဲကမက်ခင်ဆောကအန်ကျိတ်ပြီးမေးလိုက်။တင်းတင်းလွယ်သည့်မျက်လုံးအပြူသားနှင့်မက်ခင်ဆောအားကြည့်နေရမှအိမ်ဘက်စီသို့လှည့်ပြေးလေ၏။မမဆင်မမဆင်အကိုကြီးကိုရွေးလေအတန်းကြောင်ပြပြလေးဖြင့်အော်ဟစ်သွားလေ၏။မျက်စိတမိတ်လျှက်ပြက်အတွင်တွင် အပြောင်းလဲဟန်ဆောင်မှုလျင်မြန်စွာတက်နိုင်လာသောတင်းတင်းလွယ်အားဒေါသဖြစ်လာသောစိတ်ဖြင့်မက်ခင်ဆောက ထမိန်ပြင်ဝဲ့ရန် ။သပင်ပြန်ထုံးရန်တတိမရနိုင်ပဲနောက်မှအပြေးလိုက်လေ။အော်တန်ဟင်းတံများကြောင့်အိမ်ပြန်ဘက်သို့ဦးစောမောင်နှင့်ဒေါခင်စင်ကထွက်လာသည်။အောင်မလီအကိုကြီးရေမမစင်ကဲကြပါဦး။နှွေးကိုတရဲမကြီးလိုက်လျှောက်တယ်။တင်တွင်တွေကတဟင်းဟင်းငိုကြွေရင်မောပန်းနွမ်းနေစွာဖြင့်ဦးစောမောင်ရဲ့ရှင်ရင်တွင်ခွေခွေကလေးလဲကြသွားသည် အလိုအလိုဘယ်နဲ့လဲ ဒေါခင်စင်းကထိတ်လန့်စွာမြည်တမ်းရင်ခွေခွေကလေးလဲနေတော့တင်တင်ရွယ်ကိုတလဲထမိုင်သောထိုးသပင်ဖိုးယိုဖာယာအိုးမဲတွေကြောင်ကြောင်ကြားကြားဖြင့်အနားရောက်လာပြီးဖြစ်တော့မက်ခင်စောကိုတလဲကြည်လိုက်ဖေဖေမေမေတမီးပါခင်စောပါမက်ခင်စောကပြောရင်ဖိုးယိုဖာယာဖြစ်နေတော့သပင်များကိုစုထုံလိုက်ထိုအခါမှာကြောင်ကြည့်နေတော့ဦးစောမောင်က ဟဲ့တမီးဘလို့ဖြစ်လာတာလဲသွားစမ်းသွားစမ်းတမီးအဝယ်စားသွားလဲစမ်းအချိုးချောင်ပြီးမှလာပြောဟုတ်ခမိန်ဆောင်တို့ကိုယူကာယဖြစ်နေတော့မခင်စောဤအတွင်တရံအမည်မတော်သဖြင့်ပြောလာ၏ထိုအခါမှာမခင်စောသည်ဖခင်ရှိတွင်ခမိန်ဆောင်တို့ဖြင့်နေရန်မတင့်တော်ကြောင်းစဉ်းစားမိက ဖခင်ကိုယိုတည်သောအဖြစ်နောက်မှအချိုးချောင်ရှင်းတော်မူဟုနှလုံးပိုက်ကအိမ်ထဲသို့လှည့်မြန်စွာဝင်သွားလေ၏ အကိုကြီးနွယ်တတိမေ့နေပြီခွေခွေကလေးလဲနေတော့တင်းတင်းနွယ်ဤပခုံးကိုကရင်ဒေါခင်စင်ကထာယာမဦးစိုးမောင်ကိုမော်ကြည့်ပြီးစိုးရိမ်စွာပြောလိုက်တရေမကြီးအသွင်တရံဖြင့်နောက်မလိုက်တော့ကြောင့်ထိတ်လန့်တကြပြေလွှာရင်းတတိလက်ရရှာတော့တင်းတင်းနွယ်နေမခင်စောတို့အဖြစ်ကိုဦးစိုးမောင်နဲ့ဒေါခင်စင်ဤမြေခွင်းတွင်မခင်စောအလွန်ဆိုးနေသည်ခတ်လိုက်တဲ့တမီးနဲ့နော်တဖက်သားကိုဒုက္ခသွားပြီတဲ့ ပွေပြီးတတိယအောင်လှုပ်ဆန်းအစဉ်အကိုကြီးပွင့်ရင်သူရှက်နေအောင်မယ်။ဦးစောမောင်ကပြောတဲ့ဖြင့်ဒေါခင်ဆင့်ကပွေပြီ။ညီမလေးနွယ်ညီမလေးနွယ်ဟုတ်ပါချင်းအခါရွရွရရသုံးလေးကွန်ခေါ်မှတင်တင်နွယ်မျက်စိပွင့်လာလေသည်။အောင်မလေးကြောက်တယ်။မမဆင်ကြောက်တယ်။တဲရဲမကြီးတဲရဲမကြီးနွယ်နောက်ကိုလိုက်လာတယ်။ တင်တင်ရွယ်ကတဟင်းဟင်းငိုရင်းအတန်ပြာကလေးဖြင့်တုံတုံရင်ရင်ပြောကဒေါခင်စင်ကိုတအားဖတ်ထားသည်ဒေါခင်စင်ကလည်းကျင်နာစွာပြန်ဖတ်ထား၏သို့တော်မိမရှာတယောက်ဖြစ်နေကစားကိုခန္ဓာအဖွဲစီအစိပ်ပိုင်းအလုံးကယောက်ျားစစ်စစ်တယောက်ပါတကားဟူသောအတိကြောင့်ဒေါခင်စင်ရင်ထဲဝယ်တိမ့်တိမ့်ခါနေသည်တင်တင်ရွယ်ကိုရင်ခွင်ထဲမှပြန်မထုတ်ရှင်တော့ပေတင်တင်ရွယ်၏ဖတ်ထားမှုကိုလည်းစိတ်ထဲမှတာယာကြည်နူးနေမိသည် တရေမှကြီးမဟုတ်ဘူးညီမလေးရဲ့တမီးပါတမီးကခလေးလိုပဲအင်မတန်နောက်တက်တယ်ဒေါခင်ဆင်းကဖြေတိန်လာဤနှွဲနှွဲကြောက်တတ်ပါတယ်မမဆင်းရဲ့နှွဲကိုဒီလိုကြည်စားရင်ကိုတော်လေးနဲ့တိုင်မယ်အကိုကြီးနှွဲရင်ထဲမှာဘလို့ဖြစ်နေမှမသိဘူးလှက်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 နဲ့တိတ်တုံတာပဲတင်းတင်းနှွဲကမျက်လုံးလေးကလေးကလေးအတန်ကလေးပြပြဖြင့် ။ဦးစောမောင်နဲ့ဒေါခင်စင်အားတက်လက်စီကြည့်ပြီးတနာစပွဲတိုင်တဲသည်။ခလေးတယောက်လုံးငိုလိုက်သေးသည်။တကယ်ကိုစိတ်တက်ရောကိုခန္ဓာပါနှုတ်နဲ့သူကလေးပါကလားဟုဦးစောမောင်ကအကျွေးမဲ့ယုံကြည်ကာအတိုင်းမသိတနာသွားသည်။ကဲအစင်ရဲ့တင်းတင်းရွယ်ကိုတွဲပြီးအိမ်ထဲခေါ်သွားပါ။ဆရာဝန်ခေါ်တဲ့ရင်လည်းခေါ်ခိုင်းလိုက်။အကိုကြီးဆက်ထက်ဆင်းလာအောင်မယ်။ဟုပြောပြီးဦးစောမောင်ထွက်သွားလေသည်။ တင်တင်ရွယ်ကဒေါခင်စင့်ကိုအားပြုမိတွယ်ကအိမ်ထဲဝင်လာသည် တင်တင်ရွယ်အတွက်အထူးတလဲမောမှန်ပြုပြင်ထားသောအိမ်ခန်းအထိဒေါခင်စင့်က တွေ့ပူရသည်ရင်ထဲကတလက်လက်ဖြင့်ထိတ်လန့်တုန်လှုပ်နေပါသေးသည်ဆိုသော တင်တင်ရွယ်ကိုဒေါခင်စင့်ကခလေးတိတ်တယ်လို့ရင်ခွင်ဖြင့်မေးပြီးအဲ့ရပေါ်တို့လှဲ့တိတ်ပေးရသည်အဲ့ရပေါ်တို့လဲလျောင်းမိပြီဖြစ်သော တင်တင်ရွယ်ကသူ့ကိုယ်ပေါ်မှကိုင်းညွတ်နေသေးသောဒေါခင်စင့်အားခန့်ညှင့်ညှက်ဖက်လိုက်၏ အကိုငွေလီတောက်ပြောင်နေသောမျက်လုံးဖြင့်စိုက်ကြည့်လိုက်။ဒေါခင်စင်မှာတကိုယ်လုံး ကြက်သိမ်းမွေးညင်းထသွားသည်။နမကြီး။ဟောရှက်ချင်းမင်းကလေးကြွလာနေပြီ။မင်းကလေးပူကတ်နေသောတင်တင်ရွယ်ကဒေါခင်စင်အားမင်းကလေးအတန်ဖြင့်ခေါ်လိုက်။အမိတ်ရှိပါ မောင်ကြီးဖေဟာ။ဒေါခင်စင်ကယူသေးသောတင်လျှောက်လိုက်။အခုဖြစ်သည်မအားလုံးကို မောင်ကြီးသိတယ်။မိုက်လာတဲ့ခလေးမကိုမောင်ကြီးဒဏ်ခတ်ရမလား။ မင်းကလေးကတင်းမာစွာမိန်ကြားလိုက်ဒေါခင်စင့်သည်ထိတ်လန့်ဆိုရင်စွာ မင်းကလေးပူကတ်နေသောတင်တင်တွေအားလက်အုပ်ရှိကကလေးမှအမိုင်မဲမှု တခါတရံမှားတာချင်းဖွင့်လွှတ်ပါမောင်ကြီးဖေဟာနမကြီးတောင်းပန်ပါတယ်ဟုတောင်းပန်လိုက်ကောင်းပြီနမကြီးမျက်နှာထောက်ထားပြီးဒီချိန်တခါတဲငင်းခံလိုက်မယ်နမကြီးထံမရောက်တာလဲကြာပြီဖြစ်လို့ယနေ့ညတကောင်ချိန်မှာမောင်ကြီးကြွားမြန်းခဲ့မယ်အနှောင့်အယှက်တွေမလိုလားဘူး ဟောဒီကျင်ရတော်ကလေးရှိရာခန်းကိုနှမကြီးမပြတ်မကွက်လာခဲ့ရအမိန်တော်အတိုင်းမှာမောင်ကြီးဖေဟာအနှောင့်ယှက်ကင်းလို့အောင်နှမကြီးမြေသူ့မှအတိမပေးပဲနှုတ်လုံပါမယ်မောင်ကြီးဖေဟာကောင်းပြီဂတိတည်စေနှမကြီးဝါးကနေတန်းကမင်းကလေးကြွားမြန်းသွားလိမ့်ပြီအိုးမမဆင်မပြန်သေးပဲကိုနွယ်အိပ်ပြောသလိုဖြစ်သွားတယ်အတန်ကြောင်ပြပြကလေးဖြင့်တင်းနေနွယ်ကပြောလိုက်နေလို့ကောင်းရလားနွယ် ဒေါခင်ဆင်းကမေးလိုက်သည်။ကောင်းပါတယ်မမဆင်းငဲ့ကိုဆောင်းရတာမမဆင်းဖြင့်ပင်ပန်းပါတယ်လေ။အနာသွားอยู่ပါ။နွယ်လည်းတမေးလောက်မေးလိုက်ပါဦးမယ်။တင်းတင်းနွယ်ကပြောရင်မျက်တောင်ဆင်းသွားသဖြင့်ဒေါခင်ဆင်းသည်ရှော်မော်တော်တင်းတင်းနွယ်ဤမျက်နှာကို နှင့်သိမ့်ကြည့်နူးစွာတရှက်အမျှစိုက်ကြည့်ပြီးအခန်းပြင်သို့ထွက်လာသည်။ရေမိုးချူအဝေစားလေခေါင်းကိုတည့်ရက်စွာဖီဖီသောမခင်စောအား အမင်းစားခန်းထဲဝယ်ပကံအပြည့်ထက်တာတော့ဝတ်သားတော့ဝတ်ဥကြောင်းများထိုင်စားနေသည်ကိုတွေ့ရသဖြင့်ဒေါခင်စင့်မှာမျက်လုံးများပြာသွားနေသည်အမလီဘလို့လောက်တာလဲတမီတအိမ်လုံးကိုတတ်ဖို့ကြံတာလားဟဲ့ဒါတွေဘသူဝယ်ပေးတာလဲဟမ်ထိုင်လန့်အန်ဝဲစွာရင်ပတ်စီတီဒေါခင်စင့်ကမြည်တုံမင်းများလိုက်သည်တမီးကဘသူမှတတ်ဖို့မကြံရပါလားမမီး ဝဲဥချောင်းကို အတောင်လိုက်အာရပါရကိုက်စားရင်းမက်ခင်စောကအေးစေးသောနေတံဖြင့်ဖြေလိုက်သည်အရှင်နှစ်ပါးဒီအိမ်ပေါ်မှာဆံမြန်းကလေးကဓာရီအိမ်ပေါ်မတင်ရဘူးဘသူမှမစားရဘူးလို့တင်းတင်းကြပ်ကြပ်ပြောထားရတဲ့ဘသူဝယ်သွားပေးတာလဲပြောစမ်းပြောစမ်းဒေါခင်စင်းကဒေါသကြီးစွာမေးလိုက်ဟိုမိမချာရောင်ဆောင်တဲ့လူလင်ကိုမေမေပြုစုနေချိန်ကတမီးကိုယ်တိုင်တွားဝယ်ခဲ့တာလေမက်ခင်စောကဝက်အစီတတုံးကို မိခင်မမြင်မြင်အောင်တမင်ကင်မြောက်ကြိုက်စားပြရင်ဖြေလိုက်အမှန်မှာထမင်းရက်ကိုပါကြီးကိုဝယ်ခိုင်းခြင်းဖြစ်သည်တို့တော့အမှန်တိုင်းပြောလိုက်ကကိုပါကြီးသည်အီအိမ်မှဆက်ကမဆိုင်ထွက်ရကထမင်းကချတော့မည်ဖြစ်သည်ဖြင့်မခင်စောကကိုပါကြီးနာမည်ကိုမြုပ်ထားလိုက်ခြင်းဖြစ်၏တိတ်တော်တဲ့သမီးမိဘကိုစိတ်မရှမ်းသာအောင်အမျိုးမျိုးကန့်လန့်တိုက်နေတဲ့မိန်းကလေးခொနကຫນွယ်ကိုဒုက္ခပေးတဲ့ကိစ္စနဲ့ကိုတော်လေးကဒဏ်ခတ်မယ်ဆိုလို့တောင်းပန်လိုက်ရတာ အခုတမျိုးထပ်လောက်ပြန်ပြီအရှင်တပါးကခွင့်မလွတ်နိုင်အောင်မြတ်တော်မူရင်ညီတက်တာမထင်သလားဟမ်ဒေါခင်စိန့်ကအန်ကြိတ်ပြီးမေးလိုက်မိမေမိမချာက လူလိန်ကြီးမမေရဲ့ခုနကမခင်စောဆုံသိအောင်ဖြည့်ချင်းခွင့်မရရှာပေစားတောက်နေသောဝတ်သားပကံကိုဒေါခင်စိန့်ကဇပွဲစုံတစ်ဖက်ကို မကချောချပြီးဖွဲ့ပြလိုက်ပြီဇပွဲကိုပြန်ဆောင်ချလိုက်ပြန်တဲ့ဖြင့် မကင်စောမှာစကားတပိုင်းနဲ့စနေရက်သွားသည်ဒေါခင်စင်း၏အပြုမူမှာမမျော်လင့်သောနှင်းမြန်မှုမျိုးဖြင့်မကင်စောမှာဝတ်သားပကံကို ယူလိုက်ရန်ပင်အချိန်မရတော့ပေမကင်စောစကားပြောရန်လဲဒေါခင်စင်းကအချိန်မပေးဇပွဲကိုစောင့်ရှောက်ပြီးတည်နေတဲ့ပြိုင်နဲ့ပါကြီးလာစမ်းဓာရီအကုန်ပြစ်ခမင်းစားကန်းရောဇပွဲရောဂျေးစေးတမီတော်တော်ခတ်တဲ့မိန်ကလေးပဲ နောက်ကိုဒီလိုအပြောဆိုအပြုမူတွေတခုမှမလုပ်ပါနဲ့မေမေနောက်ဆုံးသတိပေးလိုက်မယ်နော်အခုလောက်ဆိုအရှင်တစ်ပါးတိရော့မယ်မဖြစ်ပါဘူးတောင်းမှအောင်မှတောင်းမှအောင်မှအင်းဒီတမီးတယောက်ကြောင့်တော့ဒုက္ခတော့တွေ့တော့မယ်ဟုတ်ပေါက်ပေါက်ဖောက်တယ်လို့ဇက်တိုက်ပြောက အရှင်တစ်ပါးစံမြန်းရနကွန်းခမဆောင်တို့ခတ်တုတ်တို့ထွက်ခွာသွားသည်တွင်ဝတ်သားဘက်တွင်ပကံကွဲတွေပြန်ကျဲနေသောထမင်းစားခန်းနဲ့ဝယ် မကင်စောကကလဲတိုင်းပေါ်ငုတ်တုတ်ထိုင်လျက်၎င်းသမင်းရက်ကိုပါကြီးကအခန်းတောင်တစ်ခုဝယ်မတ်တက်ရက်လျက်က၎င်းတယောက်မျက်နှာတယောက်ခက်ကြောင်ကြောင်ကြည့်ပြီးကြံရဲကြလေသည်မကင်စောကမတတ်မတားတက်ပြင်းရှူလိုက်ငါမသိလို့တခုမေးပြရစီမကင်စောရဲ့ကိုပါကြီးကဝတ်သားဘတ်တွေပကံကွဲတွေကိုတခုစီကောက်ခါအမှိုက်ရှင်းနဲ့ထည့်ရင်ကပြောလိုက်ဘာလဲကိုပါကြီးမကင်စောက ကိုပါကြီးကိုမကြည့် ထမင်းစားကန်းပြတင်းပေါက်မှလှမ်းမြင်နေရတော့ကောင်းကင်မှာတိမ်တောင်တိမ်လိပ်တွေတရွေ့ရွေ့သွားနေသည်ကိုအတိတ်ပဲမကြည့်ငေးကြည့်နေရမှာမကြည်လင်သောအတန်ဖြင့်မေးလိုက်ခွန်ကကတထေးကတော့ပြောသွားတဲ့နတ်တွေဆိုတာကိုကြားတော့ကြားဘူးတယ်ရှင်းရှင်းပြင်းပြင်းဘာမှမသိဘူးအဟုတ်ရောရှိလို့လားမခင်စောကိုပါကြီးမိကုံးကိုမခင်စောစိတ်ဝင်စားလာသည်ကိုပါကြီးအားရှင်းပြရမည့်စကားများမှာမိဘများအားပြောလိုသောစကားဖြစ်သည် သို့တော်သူစကားကိုမိဘများကလက်ခံနားထောင်ခြင်းမပြုပေ။ဖခင်ဦးစောမောင်လက်မခံခြင်းကနတ်ကိုယုံကြည်လွန်းရတော့မဟုတ်။မယားကိုရှေ့လက်သဖြင့်မယားအညိုအညင်မခံဝင့်သဖြင့်လက်မခံခြင်းဖြစ်သည်။ဒေါခင်စင်လက်မခံခြင်းကမိမချဤစကားနားဝင်ကနတ်ကိုမျက်စိမြင့်ယုံကြည်နေသောကြောင့်ဖြစ်သည်။လာကိုပါကြီးဟောဒီကလက်ထိုင်မှာထား။တေးသေးချာချာနားထောင်ပြီးစဉ်းစားဝေဖန်ကြည့်။ ပြီးတော့မှကျမပြောတဲ့စကားလက်ခံနိုင်လက်မခံနိုင်အဖြေပေးရမယ်။မခင်စောကဆရာထက်တန်စွာ ပြောလိုက်။နေပါဦးမခင်စောဒါတွေပြီးအောင်တိတ်လိုက်အောင်မယ်။တော်ကြာတထေးကတော်ဝင်လာတော့တိတ်မပြီးသေးရင်မိတောက်နေပါဦးမယ်ကွယ်။ကိုပါကြီးကပြောရင်ဖြက်လက်လင်းမြန်စွာတိမ့်ဆဲတုတ်တင်ရေဘက်တိုက်နေသည်ကိုမခင်စောကစိတ်ရည်လက်ရှည်ဆောင်နေသည်။ပြီးစီးသောအခါကိုပါကြီးကစစ်ပေါ်လိုက်ကြီးတစ်လက်မင်းညိဖွာက မခင်စောနဲ့မျက်နှာချင်းဆိုင်ကလေးထိုင်မှာဝင်ရောက်ထိုင်လာ၏။ဘယ်ပြောမခင်စော ကိုပါကြီးကစကားဆားလိုက်။ဟုတ်ကဲ့တည်တည်ချာချာအထိပ္ပယ်ကိုစဉ်းစားနားထောင်တော့။ကိုပါကြီးအခုအမေတို့ယုံကြည်နေတဲ့မင်းကြီးမင်းလေးဆိုတာ38မင်းနှစ်တွေလို့ယုံနှစ်ယုံကြည်သူများကအသိအမှတ်ပြုထားတဲ့စင်ရင်ထဲမှာပါတယ်။အော်နှစ်တွေက38ပါးတောင်ရှိတကူ။စာပေဘဟုတုတ္တဟူ၍ဘာတစ်ခုမှမရှိပဲ။ တကူရေတခါရဘဝဖြင့်မေစင်ကပင်ဦးစောမောင်တို့နှင့်အတူနေကသမင်းချက်တာဝန်ထမ်းဆောင်နေခဲ့ရသောကိုပါကြီးကတန်တအောပြောလာ၏အီလိုမတိနာမလဲရိုးသားသူများမှာပြောရဆိုရတွင်တင်ရလွယ်ကူသဖြင့်နဂတ်တော်အလိမ်မခံရအောင်အာသဘောပေါက်အောင် ပြောမိဟု မခင်စောအားတက်လာသည်ဟုတ်တယ်ကိုပါကြီးနဂတ်နှမျိုးနှစရှိတယ်တမာဒေဝနတ်နဲ့မိစ္ဆာနတ်ပဲ တမာဒေဝနဲ့ဆိုတာက သာသနာတော်တရားတော်ကိုစောင့်တဲ့နတ်တွေကဘာကိုစောင့်တဲ့နတ်တွေဘုံမဆိုးယောက်ျားဆိုးတွေကိုခေါ်ရင်အဲ့ဒီနတ်တွေကအရင်လည်းမတောက်ဘူးကြက်ကြော်လည်းမစားဘူးဘသူကိုမှဘာမှမလုပ်ဘသူမိမကိုမှကြာမခိုးဘူးနောင်မပိုးဘူးသူတော်ကောင်းနတ်တွေနားလည်းရလာကိုပါကြီးအေးကွယ်ဆက်ပြောပါဦးကိုပါကြီးကစိတ်ဝင်စားစွာ ပြောလိုက်မိစ္ဆာနဲ့ဆိုတာက အခုမေမေတို့ယုံကြည်နေတဲ့မင်းကလေးတို့အပါဝင်38မင်းနဲ့တွေကိုခေါ်တယ်။အော်သူတို့ကိုဘာကြောင့်မိစ္ဆာနဲ့လို့ခေါ်ရတာလဲ။ပြောမလို့ကိုပါကြီးရဲ့သူတို့တွေက လူဘဝမှာကံကုန်နေစိတ်သူယူတာယူတတ်တတ်တာတေးခဲ့ကြတာမဟုတ်ဘူး။တချို့ကလည်းသူများတက်လို့တချို့ကလည်းမင်းပြင်းမင်းတိုင်ခံရလို့တချို့ကလည်းအရှင်းရှင်းတိုက်ခိုက်တက်ပြတ်ကြလို့မတက်မတာတေးခဲ့ရတဲ့ပုံကိုယ်တွေအဲ့တော့ဒီကနေ့မှများသောအားဖြင့် ငါခံရလေခြင်းဆိုတဲ့တောကကတိနဲ့တေးရတော့လားရဘဝမကောင်းမယ်အခိုက်အတန့်အပြင်ပိတ်တာဘုံမှာဖြစ်သွားတာများတယ်အပယ်လေးဘုံမှာအကျုံးဝင်တဲ့ပိတ်တာဘုံဆိုတာအခုလူတွေပြောနေကြတဲ့တစေတရေတပတ်ဥစ္စာဆောင်ဆိုတာတွေပေါ့ရှင်းရလားကိုပါကြီး မခင်စောကစကားဖြတ်ပြီး ကိုပါကြီးသဘောပေါက်မပေါက်သိလို့တဖြင့်နေလိုက်သည်ဟာဒါဖြင့်38မင်းနဲ့တွေဟာအစိမ့်တည်တယ်မို့ ပိဋကဘုံကအစိမ့်တရေတွေပေါ့ကိုပါကြီးကအားရပါရပြောလိုက်အဲ့ဒီတဘောတက်ရောက်တာပေါ့ဒီတော့38မင်းနဲ့လို့အတိအမှတ်ပြုကြသူတွေနဲ့ရာဇဝင်ကိုပြန်လည်ကြည့်မယ်ဆိုရင်တချို့ကတော့အထုပ်ပတ်တိရှေ့ရှေ့မြင့်မြင့်နဲ့လုံခဲ့တဲ့နေပေါင်းတထောင်ကျော်က800ကျော်က600ကျော်ကအပြည့်ပြည့်တွေတွေ့ရတယ်တချို့ကြတော့လဲခုနှစ်တက်ကတိလဲရှာမတွေ့အကြောင်းအချက်လဲရှေ့ရှေ့မြင့်မြင့်ခိုင်ခိုင်လုံလုံဘာမှမတွေ့ဘူးလူတွေကအယူသီးတဲ့စိတ် ဆွဲလန်းတဲ့စိတ်နဲ့အသေးမှပြုတ်နေကြတာကို အခိုက်အတန့်အပြင်အယူလွဲပြီးအစိမ့်ဖြစ်ခဲ့ကြရင်လေအခုတော့နှစ်ပေါင်းကြာရင်ကျွလို့ကုန်ကြရောပေါ့ကိုပါကြည့်ရဲ38မင်းနာမစားလို့ဘသူတွေတထေးဖြစ်သွားတာကြားဘူးလေဘယ်သူအိမ်မော်ရွှေအိုးကြီးရောက်လာတယ်လို့ကြားဘူးလေသူတို့ကိုကိုဇော်ပါသားရတဲ့အကျိုးကလူတွေစိတ်သက်ပြော့ညံ့လာတယ်အာထုတ်ကြိုးပန်းခြင်းနဲ့လုံလဝရိယနဲလာတယ်ထစ်ခနဲရှိအရှင်ကြီးမစားပါလို့ကြည်ပဲအားကိုးနေကြတော့တာကို အရှင်ကြီးတွေမားစားတာတော့မတွေ့ဘူးကူအရှင်ကြီးတွေပူဇော်ပသတာနဲ့နတ်ကတော်တွေကညာစားပြီးမွဲသွားတာကြီးပဲတွေ့ဘူးတာပဲမခင်စောက စကားရက်လိုက်သည့်အခါကိုပါကြီးကခတ်အုပ်အုပ်ရှိလိုက်မခင်စောက စကားဆက်လိုက်ပြန်သည်ကိုပါကြီးစဉ်းစားကြည့်တယ်မှာဒီ38မိနစ်ကိုကိုကိုွယ်ပြီးဟေးဆိုရင်ပဲနတ်ထိန်တွေနတ်ကတော်တွေနတ်တို့တီးတူတွေနဲ့ဆက်တွေ့ရပြီအယက်အဖိုးတန်ကြက်ကြက်သားကောင်လုံးကျော် ဘောင်းတော်အစ်စ်ဝဲလဲတော်အစ်စ်ရေစင်ဘိုးမပြောအောင်ဝဲဘိုးဆိုတာတွေကိုနတ်ထိတ်ကတော်တွေပြောသမျှငွေကုန်ခံစီမံရတယ်ဒီပစ္စည်းတွေဘာလို့တလဲနတ်ဆိုင်တီးသူတွေနတ်ကတော်တွေနတ်ထိတ်တွေယူတာပဲမဟုတ်လားသူတို့စားကြတောက်ကြဝှက်ကြတယ်ပိုချမ်းရင်ရောင်းစားတယ်အခုအိမ်မှာမေမေလုပ်နေတာတွေကိုကိုပါကြီးလည်းမျက်စိနဲ့အမြင်ကျမလည်းမျက်စိနဲ့အမြင်ပဲဘယ်နဲ့ကားမှကြွာလဲကြွာမလာဘူးဘာအခွင့်အရေးမှလည်းမတောင်းဘူး နဂရောနတ်ထိန်နဒိုးဒီသမားတွေညာစားနေကြတာမခင်စောကခံပြင်းဟန်ပြင်းဒေါမန်ပါပါပြောပြီးမောသွားတယ်လို့ခိတရနာလိုက်သည် မခင်စောဤစိန်တဲတွင်စိန်ပေရဲ့ကြီးကိစ္စပေါ်လာတယ်လို့နနက်ပိုင်းကအောင်မလေးပြားဟုအွန်လိုက်တော့တင်းတင်းနွယ်ဤယောက်ျားသံပေပေသက်သာကြီးကိုကြားရောင်လာ၏မိမချဟန်ဆောင်နေသောယောက်ျားအစ်စ်တယောက်မှုမမေနဲ့ပုံပုံတီးတီးနေရတာက မတော်တဆများမခင်စောဆက်၍မတွေးဝန်းတော့ရှိ စကားဖြက်ခါငေးနေနေလေသည်ဘဟုတုတရှိလိုက်တာမခင်စောရင်ဒါနဲ့နေပါအောင်ကွမရှင်းတာတခုရှိသေးတယ်အခုအိမ်မှာဝတ်သားမစားရဘူးဆိုတာကဘာဖြစ်လို့လဲကိုပါကြီးအမေကြောင့်ငေးနေတော့မခင်စောက ဖြည့်ရှင်းလိုက်ရပြန်ဤရာဇဝင်အဆိုရာဒီမင်းကြီးနောင်ရဲ့အဖေကမွတ်စလင်ကလားဖြစ်လို့တဲ့ဥယင်မခင်စောကမနေ့မြို့တော့အတန်ဖြင့်ဖြည့်ရှင်းလိုက်ဤရှုံးပါကွာ ဗုဒ္ဓဘာသာဗမာလူမျိုးတယောက်ဖြစ်ရနဲ့အေးစတော့ဘာဖြစ်မှာတဲ့လဲကိုပါကြီးကတိုးတိတ်စွာ မေးလိုက်ဘာဖြစ်ရမှာလဲကိုပါကြီးရဲ့ဘာမှမဖြစ်ဘူးကျမចောင်းသားတငယ်ချင်းနဲ့အိမ်သွားရင်ခေါက်ဆွဲဝတ်သားတော့ဝတ်ဥချောင်းဝတ်သားပေါင်းအမြဲစားနေတာ ကျမဘာဖြစ်လို့လဲဒီနေ့လဲမေမေအရွက်တိုက်ရှင်လို့တမင်ပြောင်ပြောင်အိမ်ပေါ်တင်စားတာပဲအခုဘာဖြစ်တယ်လဲကိုပါကြီးနဲ့ထိုင်စကားပြောနေရတာပဲမဟုတ်လားဒီမှာကိုပါကြီး လောကမှာအနန္တအနန္တ၅ပါးလောက်တကိုးတော်ဂုံတော်ကျေးဇူးတော်နဲ့ပြည့်စုံတာမရှိပါဘူးအနန္တအနန္တ၅ပါးဥထိပ်ထားပြီးယုံကြည်စိတ်ကပ်သူစိတ်ကောင်းစေတနာကောင်းထားသူအဖို့ဘယ်38မင်းနဲ့မှကြောက်နေကြမလို့ပါဘူးကြောက်နေရအောင်ကလည်းဘဏ္ဍကကျမပြောခဲ့တယ်လို့သူတို့လည်းအမှန်တကယ်ရှိတာမှမဟုတ်ပဲကိုပါကြီးကမိသိနေပြီဖြစ်တော့ဆေးဖို့လိုက်ကိုမင်းကြီးလိုက်ပြီမခင်စောဘတ်တို့ကို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 င်းညွတ်ကတိုးတိတ်ညင်သာသာပြောလိုက်၏ မခင်စော်ပြောတာမှန်နေငါလည်းဝတ်သားအလွန်ကြိုက်တာမင်းညီတော်နှစ်ကွန်းစားလို့တဲ့နေ့ကတထေးကတော်အိမ်မှာဝယ်ထားပြီးဖြစ်တဲ့ဝတ်ဦးချောင်းတွေဝတ်သားဘူးတွေဝတ်ပေါင်ချောက်တွေကိုဝေးဝေးမှတွားပြက်ခိုင်းနေငါမပြစ်ဘူးကွဖွက်ထားပြီးတဖြည်းဖြည်းနဲ့စားနေခဲ့တာကုံနာတော်မကြသေးဘူးအခုငါလည်းဘာမှမဖြစ်ဘူးနော်ကိုပါကြီးစကားကြောင့်မခင်စော်သည်စိတ်မကျင်လေသည့်အထဲကဟဟပပကျဲလိုက်မိနေသည် ကိုပါကြီးကစကားဆက်လိုက်ရင်သေး၏ခွနကတတိကတော်ပြောသွားတယ်မခင်စောဝတားစားတာကိုလောက်ရှိအရှင်တပါတိရောဗောတဲ့မတိသေးလို့ထင်နေဟေ့တို့တူကြီးတွေဘာမှမရွှေသေးဘူးကွကြာပဲကြာလာဗောအလကားပါကိုပါကြီးရဲ့ကြိုက်တက်ရင်စားတာစားကိုပါကြီးတို့ကျမတို့ကဖျားလူတွေပဲမခင်စောကပြောရင်ထာယာမထားလာ၏အေးမခင်စောအယူအဆမှန်နေကဲ ငါလည်းမီးဖို့ကြောင့်ဝင်းချိန်တံပြီဟေ့ဟုတ်ပြောပြောဆိုဆိုထမင်းစားကမ်းမှလှဲ့ထွက်သွားသော ကိုပါကြီးကိုမခင်စောကကြည်လိုက်ရင်ဘာမှမတိနာမလဲပညာဘဟုတုဒ္ဒမရှိတဲ့ကိုပါကြီးလိုအတန်းစားကလူတွေက ဆိုလွယ်နားလွယ်တဘောပေါက်လွယ်လှပါကလားမမေတို့လိုပညာစကားစကားဘဟုတုဒ္ဒတပိုင်းတစနဲ့ပစ္စည်းအတန်အသင့်ရှိသူလူတွေတန်းသားတွေအထက်တန်းသားတွေဟာ ပြောရဆိုရတော်တော်ကောင်းမှခက်ခဲတဲ့လူဒန်းသားတစ်မျိုးပဲဟုတွေးလိုက်မိ၏အချိန်မှညင့်တကောင်တိုင်မီဖြစ်၏တိမ်လုံးမှဥသောမောင်ဤကျေလောင်သောဟောက်တံမှအပတိတ်ဆိတ်ငြိမ်သက်နေသည်အတွေးနှင့်ကျွန်းနေသောမခင်စောသည်အိမ်မပြောနိုင်ပဲမျက်လုံးကြောင်နေသည်တင်းတင်းတွင်အိမ်ပေါ်မှရှိနေရင်နတ်ယုတ်ကြားယုတ်ကတော်ပွဲတွေအိမ်ပေါ်မှရှိနေခြင်းသည် မခင်စောဤခေါင်းပေါ်တွင်အချိန်တရာမကတော့ဝန်တုပ်ကြီးဖြစ်စည်းထားပြီးတကယ်တော့ ပေါ်ပါရှင်လန်းမှုကင်းမဲ့နေရမှာတင်းတင်းရွယ်သည်မိမချာဟန်ဆောင်ကောင်းလာသောယောက်ျားအစ်စ်မန်တယောက်ဖြစ်ကြောင်းထထောင်းသိရသောအခါဝင်မိခင်အတွက်စိုးရိမ်ပူပန်မှုကထပ်ဆင့်လာပြန်သည်အကြောင်းအကျိုးဆက်ဆက်တွေးတောလိုက်သောအခါမယားကိုမျက်စိမိတ်ရှိနေသောဖခင်ဤရှုံရင်းမှုပျော်ညံ့မှုတွေကိုမရှိတင်ခဲ့ဖြစ်လာလေသည်အချိန်မလွန်မီဖခင်အားတတိပေး ဖြောင်းပြရလျင် ဖြစ်နိုင်ပါမည်လားဟုတွေးမိသို့သောမကင်စောနှင့်ဦးစောမောင်မှာ တယောက်ကကြောင်းသမားတယောက်ကအလုံးသမားဖြစ်၍အေးအေးဆေးဆေးစကားပြောချင်မရနိုင်အောင်ဖြစ်နေသည်ကြောင်းပိတ်ရဲ့ကြောင်းအားလက်ချိန်ပါလေဦးစောမောင်မှာသူ့အလုံးနဲ့အပြင်ထွက်နေရသည်ကများသည်အိမ်မှာရှိသည့်အချိန်ကလေးမှလည်းဧည့်သည်ကပြတ်သည်ဟူ၍မရှိဧည့်သည်ပြတ်သည့်အချိန်မှလည်းဦးစောမောင်သည်ရှေ့စနီးအနားမှာမခွာချေမိတို့ပင်ဖြစ်စေမိခင်အားဘလို့မှပြောရမည်မဟုတ်ဟုအတက်တည်နေသောမခင်စောကား ဟာကင်အလုရှိရာဆက်သေးတို့လိုက်သွားပြီးပြောတော်မူဟုစိတ်ကိုဆုံးဖြတ်လိုက်။ထိုအခါခပ်ဖို့ဖို့နင်းသွားသောခြေတံကိုမခင်စောအသေးရှာကြားလိုက်ရသည်။မတင်ကားသောစိတ်ဖြင့်မခင်စောသည်အိယာမှညင်သာစွာထကာအခန်းတကားကိုအတံမမီအောင်တတိထားဖွင့်ပြီးအပြင်ဘက်သို့ချောင်းကြည့်လိုက်သည်။တအိမ်လုံးမိများမှိတ်ထားတော်လဲကြည်လင်စွာတားနေတော်လာရောင်သည်။မှန်ပြတင်းပေါက်မှတိုးဝင်နေသည်ဖြစ်ရာအိမ်ထဲတွင် အတော်အသင့်အလင်းရောင်ရနေ၏။ တင်တင်နွယ်ဤအိမ်ကန်းစီတို့ကြောင်းတကောင်လိုညင်သာစွာလှမ်းနေတော်သူသည်မိခင်ဒေါခင်ဆင့်ပါတကားဦးတော်အတိသည် မခင်စောဤဦးကောင်းကိုမိုက်ခနဲဖြစ်သွားစေသည်တကားပေါင်းကိုမိကစိတ်ဆင်းရဲစွာငေးကြည့်နေမိ၏ဒေါခင်ဆင့်ကတင်တင်နွယ်ဤအခန်းတွင်သို့ဝင်ရောက်ပျောက်ကွယ်သွားလိမ့်မည်မခင်စောသည်လိုက်ကြည့်ရကောင်မကောင်းရှီတုံချတုံဖြစ်နေရမှစိတ်ကိုတင်းကအစာဆုံးသိရလျင်ကောင်းမည်ဟုသောဆုံးဖြတ်ချက်ဖြင့် တင်တင်ွယ်ဤအခန်းစီသို့ရှင်နှင်းလာခဲ့သည် အခန်းတကားစိတ်ထား၏မခင်စောသည် တကားကြားတက်တဲ့ကိုနားကပ်ခါအာယုံဆိုင်လိုက်သည် ပထမတော့တဲတဲကွယ်ကွယ်မကြရအတန်ငယ်ကြာ၍ကျင်သားရလာသောအခါမှာစကလုံးများကိုတဲကွယ်စွာဖမ်းမိလာ၏မခင်စောဤရင်တွင်အတဲနှလုံးများမှာပြုတ်ကျွေလူများဖြစ်သွားရှာသည်ငါနားကြားလွဲတာဖြစ်ပါစေတော့ဟုဆုတောင်းရင်း တကားကြားမှကတ်ထားသောနားကိုခွာပြီးမျက်စိကိုတလဲကတ်ကြည့်မိ၏ပြတင်းတကားမှ တိုးဝင်လာသောလရောင်ဖြင့်အခန်းတွင်းဝယ်ရှစ်လို့ငယ်မကုန်ဝတ်တုံးအီမီကြားသိစေသာတက်တင်ညှို့နေသောမိခင်ဒေါခင်စင်းနှင့်တင်းနေနယ်ကိုတဲကွဲစွာမြင်လိုက်ရသောမခင်စောသည်လဲကြမတော်အောင်မနှဲအာတင်းထားလိုက်ရသည်မိမိဘဝတော့ရေစုံမျောပါပေါ့လားတမီးပြိုလေးမျက်နာမှမထောက်လောက်ရဲ့လေချင်းမိမိရဲ့ဟု မကင်စောသည်ယူကြုံးမရစွာတွေးလိုက်ဖခင်အားကြိုတင်တတိပေးမည်ဟု စီစဉ်ထားချက်သည် နောက်ကျသွားလေပြီမြင်ရကြားရသမျှကိုဖခင်ဖြစ်သူအားဓာတ်ရိုက်ပြော၍မဖြစ်နိုင်ပေဇနီးအားငုံထားမတက်ချက်သောဥသောမောင်သည်စိတ်ကိုမထိန်နိုင်အောင် ဖြစ်သွားလျင်လူသူလေးပါကြား၍မလျော်သောအဖြစ်သည်ဝင်ဝင်ကြီးပေါ်လာရှိတော်မည်မခင်စောသည်စိတ်ဆင်းရဲလာစွာဖြင့်မိတို့စီနမံရပါမည်နည်းဟုအကြံထုတ်နေမည်သည် ။နောက်ဆုံးနောက်ဤအဖြစ်ကိုဖခင်အားအတိမပေးပဲ။တင်တင်ရွယ်ကိုအိမ်ပေါ်မှမထအောင်ဖခင်အားတနည်းနည်းဖြင့်လှည့်ပြောမည်။မိခင်ကိုကတိုးတိုးတိတ်တိတ်ပြောဆို တောင်းပန်မည်။စူစူညံညံလောက်ရမဖြစ်ဟုသဘောပေါက်လာသည်။ကိုအတွင်းနှင့်ကိုမိန်မောနေရမှဤအခန်းဝတွင်ကြာချိန်၍မနေသင့်ကြောင်းစဉ်းစားမိလာသဖြင့်ဖက်ခွာရန်ရှေလန်းပြင်လိုက်သည့်အခိုက်ဝင်မမဆင်းတကောလုံးပုံအပ်ပြီးနေမှရှီသမဲအပစ္စည်းမောင်းပစ္စည်းပေါ့မောင်းလို့ခြင်းသာအလုံးမမဆင်းပေးမယ် ်ဟုမမောတွေ့တာသာပြောလိုက်တော့ဒေါခင်စင်းဤအတန်ကိုကြားလိုက်ရသည်လူတွေမကပစ္စည်းပါကြံတော့လူလိန်လက်ထဲအားလုံးရောက်သွားတော့မှာပါလားမဖြစ်ဘူးမဖြစ်ဘူးငါလက်ဦးအောင်ကြံမှတက်တာမယ်ဟုမကင်စောသည် တွေး၍မိဘများအိတ်ခန်းစီသို့လှည့်မြန်သွားထွက်လာခဲ့၏ခမင်းစားစပွဲပေါ်မှ လက်တုပ်ဘဝကြီးတစ်ထဲကိုလည်းဆွဲယူလာခဲ့၏စိန်ရွှေလက်ဝတ်လက်စားငွေသာအတွင်းပစ္စည်းအားလုံးမှာဦးစောမောင်ဒေါခင်စင်း သာဒီအိမ်ခံအောက်ကုန်တစ်ပေးတွင် တွင်းမြုပ်ထားသည့်မိကံအာမခံတမ္မဏိတကားတက်ထားသောမရက်ဗီဒိုကြီးအတွင်မှတမ္မဏိတက်တာငယ်ကလေးများဖြင့်ထားသည်ဗီဒိုတော့ကိုကအဲ့ဒီအရှင်ခေါင်းအောက်မှထားသည့်ကံတွေ၍ဒေါခင်စင်းဤဘောလီအိမ်တွင်မှမိသည့်အခါမှမထုတ်ရှိဥသောမောင်သည်တစ်တုံးတလုံးကိုမလုံမချက်ဟောက်တံမှန်မှန်ဖြင့်အိမ်မောကြနေသည်မခင်စောတော့ကိုအတာယာနှံ့อยู่ကဗီဒိုကိုဖွင့်သည်ရွှေတယ် လက်ဝတ်လက်စားများထားသောတက်တာငယ်ကိုမဖွင့်ပဲတခါတရံများသာဝေးလေရှိသည့်ဖြင့်တီးတန့်ထားသောတန်တက်တာတွင်မှရှိနေသောစိန်တစင်စာဗရမများတစင်စာနှင့် ရွှေတင်ကအပြား90ကို၎င်းအထက်လိုက်ရှိနေသောငွေဆက်ကူများအနက်မှတဝက်ကြော်ကြော်များကို၎င်းနှံ့ယူကလက်တုပ်ဘဝအတွင်ထည့်လိုက်သည်သည်ဘီရိုကိုခြေရာလက်ရာမပြတ်ပြန်ပိတ်လိုက်သည်တော့ကိုနေရာပြောင်းထားလိုက်သည်သူ့အခန်းသို့နှင်းမြန်သွားပြန်ကားတကားကိုရက်ထိုးပိတ်လိုက်သည် တရလုံးများအလုံးရှင်းမင်းနှက်ခန့်အတွင်ပြီးစီးသွားလေသည်။မခင်စွာသည်ပစ္စည်းထုတ်ကိုခိုင်ခန့်တော့ဒွေအိတ်တလုံးအတွင်ထက်ကတေချာသွားရှင်းအောင်ထုတ်ပိုးပြီးဒေါခင်စင့်ရှား၍မိတို့အများမတွေ့နိုင်သောနေရာတွင်တို့သိပ်စွာဖြင့်ဖွဲ့ထားလိုက်လေတော့၏။ဟုတ်ကဲ့ပါခင်ဗျာ။ဆာရည်သူဆရာမကြီးမဝင်းမြင့်ရေးသားသောကမုံအင်းလိုအမည်ရတဲ့ဝတ္ထုကိုအပိုင်းနှစ်အနေနဲ့စီစဉ်တဆချင်းကိုဒီမှာတင်ခက်တာခဏရနာထားခွင့်ပြုပါခင်ဗျာ။ ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ